နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့အကြံပတ်စစ်တပ်ကအပြည့်ရကြောင်းကြီးညာပြီးတဲ့နောက်ရခိုင်ပြည်နယ်စစ်တွေမြို့နယ်နဲ့ကြောက်ဖြူမြို့နယ်ကခြေရွာတချို့ကို Jet Fighter လေးရင်နဲ့လက်နက်ကြီးများ drone များစစ်တပ်လေထီးများနဲ့ဗုံးကျဲခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ3ရက်နေ့ညနေ9နာရီအချိန်ကကြောက်ဖြူမြို့နယ်ထဲကခြေရွာတချို့ကိုတိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter တစ်စီးနဲ့လာရောက်ဗုံးကျဲခဲ့တယ်လို့ drone စက်တပ်၄ထင်းများနဲ့လဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ကြောက်ဖြူမြို့ကန်တအူးကကြောက်ဖြူဘက်မှာတော့နေတိုင်းလိုလိုလက်နက်ကြီးပစ်ခတ်မှုတွေရှိပါတယ်။ဒီနေ့ကတော့နည်းနည်းထူးခြားပါတယ်။ဒီနေ့မှာဂျက်ဒစီနဲ့၃ချိန်တိုင်တိုင်လာပြီးတော့ဘုံကျဲသွားပါတယ်။ရန်ကုန်ကြောက်ဖြူကားလန်တစ်လျှောက်မှာရှိတဲ့ကုလပါတို့ဇိုင်းချောင်းတိုင်းချောင်းတွေကိုလည်းဘုံကျဲသွားပါတယ်။ drone ဘုံနေနဲ့ပဲကြဲချသွားတာပါလို့သတင်းပေးဖို့ပြောကြားထားပါတယ်။ဒါအပြင်ကြောက်ဖြူဒိုးရန်ပေါင်းစစ်ကောင်စီ30နဲ့တိုက်ရင်နဲ့အခြားစစ်ကောင်စီအထိုင်ချထားတဲ့နေရာများကလက်နက်ကြီးများနဲ့ တောက်လျှောက်ပြစ်ခတ်မှုများလှုပ်ဆောင်နေတယ်လို့ကြောက်ဖြူမျိုးကံများကပြောပါရယ်ကြောက်ဖြူဒေသခံနောက်ထပ်တအူးကဒီနေ့တော့မြေပြင်တိုက်ပွဲနှစ်ဖက်ဖြစ်တာမရှိပါဘူးစစ်ကောင်စီဘက်ကတစ်ဖက်တည်းပဲပြစ်ခတ်မှုတွေကိုလှုပ်ဆောင်နေတာပါလေကြောင်းကနေဘုံကျဲတာတွေကိုလှုပ်ဆောင်နေပါတယ်ထိခိုက်မှုအပျက်စီးကတော့ကျွန်တော်တို့တွေမသိရသေးပါဘူးအခုတည်းထိတော့ကျွန်တော်တို့လည်းဖုန်းဆက်သွယ်မရသေးဘူးလို့ပြောပြထားပါဗျ။ဒါအပြင်ကြောက်ဖြူမျိုးနဲ့ဂုံးချုံချေးရွာအနီးတစ်ဝိုက်ကို ဧပြီလ3ရက်နေ့မနက်7:00နာရီမှာစစ်ကောင်စီက drop ဘုံအလုံး30ကြော့ထဲမှနေဘုံကျဲတိုက်ခတ်ခဲ့ပြီးတော့လက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဧပြီလ3ရက်နေ့မနက်ပိုင်းမှာစစ်တွေမျိုးစစ်ကောင်စီတိုက်ရင်များကလက်နက်ကြီးများနဲ့ပစ်ခတ်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့စစ်တွေမျိုးကံများကပြောပြထားပါဗျ။၃၅လေးတိုက်ရင်ကနေပစ်နေတာပါ။မနက်ပိုင်းအာယုံတက်ချိန်မှာလက်နက်ကြီးတွေတောင်းလျှောက်ပစ်နေတယ်မနေ့ကညနေကလည်းပြစ်တယ်။အေပီလ3ရက်နေ့မနက်ပိုင်းမှာတော့ပြစ်ခတ်မှု15မိနစ်လောက်အကြာပြစ်ခတ်ခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိပါဘူး။ ဒီတိုင်းကိုစစ်တပ်ဘက်ကတဖက်တက်ကြီးပြစ်ခတ်နေတာပါလို့ပြောပြထားပါတယ်။ပြီးခဲ့တဲ့ match လ31ရက်နေ့ကကြောက်ဖြူမျိုးနယ်ဇင်ချောင်းရွာကြီးကိုလည်းနေပြည်တော်လက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်တန်သာတော်တပားအပါဝင်အရသာပြည်သူ၂ဦးသေဆုံးပြီးဆရာတော်ကြီးတပားနဲ့ကိုရင်အပါဝင်အရသာပြည်သူ9ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။ match လ31ရက်နေ့ည7:00နာရီကျော်အချိန်မှာ မြောက်ဦးမြို့အလဲစည်းရက်ွက်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်66နှစ်အရွယ်ဦးအောင်ကျော်စံတိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။ AP လ2ရက်နေ့ကနေ22ရက်နေ့အထိရက်20ကာလကိုယာယီအပြစ်ခတ်ရက်စဲရေးကာလအဖြစ်နဲ့သတ်မှတ်ကြောင်းအာဏာသိမ်းအချက်ဖက်စစ်တပ်က AP လ2ရက်နေ့ညပိုင်းမှာထုတ်ပြန်ကြေညာပြီးတဲ့နောက်ကျောက်ဖြူနဲ့စစ်တွေမျိုးတွေကိုလေကြောင်းကနေပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။တစ်ဖက်မှာလည်းငလျင်ကြောင့်တေဆုံးသူအယောက်3000နဲ့ ထိခိုက်ဒဏ်ရာရရှိသူအယောက်9000နီးပါးပျောက်ဆုံးနေသူအယောက်900နီးပါးရှိလာတဲ့အချိန်မှာစစ်ကောင်စီကနိုင်ငံအနှံ့မှာလေကြောင်းပစ်ခတ်မှုများကိုဇက်တိုက်လှုပ်ဆောင်နေကြောင်းတရင်ရရှိပါတယ်ခမောင်